ဒါဆိုပရိသတ်မိတ်ဆွေတွေအားလုံးအဆက်ဆက်ရရ2025ခုနှစ်ဆက်လျှောက်ရက်ကနေ23ရက်နေ့ထိတပတ်စာအုပ်ဆရာကဟောကြားပေးမှာဖြစ်ပါတယ်ခင်ဗျာဒါဆိုပရိသတ်မိတ်ဆွေတွေအားလုံးအဆက်ဆက်ရရအဆင်ပြေကြပါစေကြောင်းဆရာကဆုတောင်းဖော်ပြနာပြုတာအပ်ပါတယ်ဒါဆိုပရိသတ်မိတ်ဆွေတို့မိတ်ဆွေတို့ရဲ့ယဉ်ထဲမှာမိမိရဲ့အထက်လူကြီးနဲ့ပတ်သက်ပြီးတော့ဖြစ်စေ မိမိရဲ့အကြီးအထက်လူကြီးအကြီးကဲနဲ့ပတ်သက်ပြီးတော့မကျင်တဲ့စိတ်တွေမိမိရဲ့တော့လက်ရှိရှိနေတဲ့နေရာနေပြီးတော့မိမိရဲ့လုပ်ငန်းအလုပ်ရှင်နဲ့ပတ်သက်ပြီးဖြစ်စေစိတ်တိုင်းမကျစရာလေးတွေဖြစ်နေတတ်တယ်အဲမိမိရဲ့လုံအထက်လူကြီးဆိုစရာဒေဖြစ်သွားမှာမိမိရဲ့အထက်လူကြီးလုပ်ငန်းနဲ့ပေါ်မှာကိုယ့်ရဲ့စီမံပါကိုယ့်ကိုဖိအားပေးနေတာမျိုးလေးတွေအလုံးနဲ့ပတ်သက်ပြီးတော့ကြားကောင်ကြည့်ကောင်တော့ဟောလိုက်မယ်ဖိအားပေးနေတာမျိုးကိုယ့်ကိုနည်းနည်းလေးဟိုအလုပ်တွေမှာစိတ်ပန်းလူပန်းဖြစ်နေတာမျိုးသူ့ရဲ့လုပ်ပိုင်ခွင့်ရပိုင်ခွင့်ကြားထဲမှာအာနာပါဝါလေးတွေနဲ့ပြနေတာမျိုးလေးတွေကြောင့်စိတ်မောလူမောစိတ်ပန်းလူပန်းဖြစ်နေတတ်တော့အပ တတကာလအပိုင်းခြားဖြစ်ပါတယ်ခင်ဗျာဒါအပြင်အဲမိတ်ဆွေလိုနေငွေကြီးငွေကြီးနဲ့ပတ်သက်လာရင်တော့ ငွေကြီးနဲ့ပတ်သက်ရင်ရစရာလည်းရှိတယ်လို့ပေးစရာလည်းရှိတယ်။ငွေကြီးနဲ့ပတ်သက်ရင်ဝင်ငွေနဲ့ထွက်ငွေရဝင်လင်းနဲ့ထွက်လေကဲတို့ဖြစ်နေတတ်တယ်။အဆိုလိုတာကငွေကြီးနဲ့ပတ်သက်ရင်အရန်ကြီးတော့ထူးထူးခြားကောင်းမွန်နေတာမျိုးမရှိတယ်လို့အရန်ကြီးဆဆိုးပါမရှိပါဘူး။ငွေကြီးနဲ့ပတ်သက်ရင်ကိုယ့်အကူတော့အကောင်ရှိတာငှားတာလေးဒီမှာတတိထားဆင်ကြပေးရလိုအပ်ပါတယ်။ဒါအပြင်မိတ်ဆွေတို့အနေနဲ့ငွေကြီးနဲ့ပတ်သက်လာတဲ့အခါမှာအထူးသဖြင့်လက်ထဲမှာငွေအကြိုက်ထားတာမျိုးတစ်ရင်းနှီးစရာရှိတာပေးစရာရှိတာကိုအချိန်မကြာမကြန့်မကြာပဲနဲ့လှုပ်ဆောင်လိုက်တာပုံမူပြီးတော့အကောင်မွန်အသာစီတော့အပတ်တာကာလအပိုင်းချဖြစ်ပါတယ်ခင်ဗျာ။ ကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်လာရင်ဘာမှစိုးရိမ်စရာမရှိဘူးကျမ်းမာရေးနဲ့ပတ်သက်လို့ညံ့နေတာတော့ဘာမှမတွေ့ရပါဘူးသို့တော့ယာတီအကူပြောင်းကာလာလေးတိကြောင့်တော့ထုံနာကျင်နာနာတာခိုက်တာခဲတာမျိုးလေးတွေကတော့အဲမိတ်ဆွေတို့နဲ့အဆိုးဝါးကြီးမဟုတ်ဘူးဖြစ်တတ်ပါတယ်အကူပြောင်းကာလာလေးတိကြောင့်သို့တော့ကျမ်းမာရေးနဲ့ပတ်သက်လို့ရှိရင်စီဝါပြောင်းလဲကုတာမျိုးလေးတွေအစီဝါဆွနာတို့ကဇာဝင်းတို့စီဝါတို့တမားတို့နဲ့ပတ်သက်ပြီးတော့ကုတာလိုက်ပါနဒိုင်ယာအဟောင်းနေ တော့မှပြန်လည်ပြီးတော့ကောင်းမှုတိုးတက်လာမယ့်ကာလဖြစ်တယ်လို့တမားကောင်းတယ်တမားဆိုအိုမဆိုတဲ့အတိုင်းအသက်ကြီးကြီးလို့နဆရာဝင်းလို့ငကူကကုနေတော့ဆရာအပြောင်းလဲစီဝါအပြောင်းလဲတွေကုတာလာရင်ကံကောင်းခြင်းတွေရရှိမယ်ကာလဖြစ်တယ်ကျမ်းမာရေးဆိုလို့တော်တော်များများကအင်္ဂလိပ်စီတွေကိုအားကိုးကြတယ်အင်္ဂလိပ်စီတွေကမကောင်းပြောတာမဟုတ်ဘူးနော်ဆရာတတိပြီးပြစီရစီဆရာတို့ဗမာစီတွေကလည်းဆွမ်းပါတယ်နော်ဒါလေးတစ်ခုကိုဆရာတတိပြီးလိုက်ပြရစီဗမာစီတွေကနော် ခြေတော့ဆိုရင်တမားတော်တွေတို့เนาะဘိန်းတော်ဆရာတို့ဆိုတာတခက်တခါကเนาะဟိုအပြစ်နာစာမရှိအောင်ကိုကောင်းရတာမျိုးဖြစ်တယ်เนาะဒါကြောင့်မလို့ပေါ့เนาะကောင်းပြီဆိုတော့မိတ်ဆွေတို့အလောက်ကန် အလုပ်ကိုင်းနဲ့ပတ်သက်ရင်ခရီးသွားဆိုင်ရာလုပ်ငန်းလေးတွေအကျိုးပေးပါတယ်ခရီးသွားမှုကိစ္စလေးတွေမှာဆောင်ရွက်လှုပ်ဆောင်လို့ကောင်းသောကာလဖြစ်ပါတယ်ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းလေးအကျိုးပေးတယ်စားတပ်ကုန်ဆိုင်ရာလုပ်ငန်းလေးအကျိုးပေးတယ်ဒါအပြင်ခရီးသွားဆိုင်ရာလုပ်ငန်းလေးတွေစက်ပစ္စည်းရင်နဲ့ပတ်သက်တာလေးတွေမှာအကျိုးပေးပါတယ်ကားဆိုင်ကစက်ပစ္စည်းဝင်လာတာမျိုးလေးတွေမှာအားသာကောင်းမှုတိုးတက်နိုင်သောကာလဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့ယာရုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ယာရုတိုးတာမျိုးယာရုတက်တာမျိုးတွေကြုံရတတ်တယ် OA ချမ်ပီမြေယာနဲ့ပတ်သက်လို့ရှိတို့ဆောင်ရွက်လှုပ်ဆောင်မှာအဖွဲ့အစည်းနဲ့ပတ်သက်သောလုပ်ငန်းတွေအကျိုးပေးတယ်အများ ားနဲ့ပတ်သက်သောလုပ်ငန်းတွေဘာသာရေးဆိုင်ရာကိစ္စလေးတွေအသင်းအဖွဲ့အစုအဝေးလေးတွေတန်တွတ်တဲ့အစရှိတဲ့လုပ်ငန်းတွေဘဏ်လုပ်ငန်းအစရှိတဲ့အရာလေးတွေမှာအသင်းအဖွဲ့အဖွဲ့အစည်းနဲ့ပတ်သက်ရင်ရှစ်တို့ဆောင်ရွက်လှုပ်ဆောင်ရင်အသာကောင်းမှုပြီးတော့တိုးတက်နိုင်တော့အပတ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့လုပ်ငန်းနဲ့ပတ်သက်ရင်တော့ရှစ်တို့ဆောင်ရွက်လှုပ်ဆောင်ရင်အသာကောင်းမှုပြီးတော့ကံကောင်းစေတော့ကာလဖြစ်ပါလေအထက်လူကြီးအကြီးကဲနဲ့ပတ်သက်လာလို့ရှိရင်တော့မိတ်ဆွေတို့အနေနဲ့ဘာကိုဖြစ်ဖြစ်ဖြစ်နိုင်လို့ရှိရင် အဲဆွနာလိုပေါ့ဟိုပြန်လှန်ပြီးတော့ပြောတာမျိုးလေးတွေလူကြားထဲမှာကိုယ့်အနေနဲ့အဲကိုယ့်ရဲ့ရပိုင်ခွင့်ကိုပုံမကြည့်တာမျိုးလေးတွေမှာတော့တတိထားပြီးတော့ပြောဆိုတာမျိုးလေးတွေအဲဆွနာလိုပေါ့လူကြားထဲမှာပြောဆိုတာမျိုးလေးတွေမှာတတိထားစင်ရင်ပြန်လိုအပ်ပြီးတော့အရှိတစကားများရတာမျိုးလေးဖြစ်တတ်တဲ့အတွက်တော့သတိပြုစင်ရင်ရလိုအပ်သောကာလအပိုင်းခြားဖြစ်ပါလေအလုပ်တူလုပ်ငန်းတူတွေနဲ့ပတ်သက်လို့ရှိရင်တော့အပြိုင်ဆိုင်တိုက်ခိုက်လေတွေများတာမျိုးလေးတွေမကောင်းတဲ့သတင်းလေးတွေမဟုတ်မဟုတ်ပြောဆိုတာမျိုးလေးတွေကြောင့် ပြဿနာတွေဖြစ်ရတဲ့အတွက်ဖြစ်နိုင်လို့ရှိရင်ပြဿနာတွေကိုလိုက်လံဖြေရှင်းနေတာမျိုးကအားနည်းစီသောကာလဖြစ်တဲ့အတွက်ရှင်းရင်ရှုပ်နေဖြစ်တတ်တဲ့အတွက်ရှင်းမနေပါနဲ့ဘာမှမကိူးမဆိုင်ပဲနဲ့ကိုယ်မှန်တယ်ဆိုရဲအလုပ်ကိုသာကိုယ်လိပ်ပြကိုယ်လုံအောင်လှုပ်တာအကောင်းဆုံးဖြစ်ပါလိမ့်မယ်ခင်ဗျာဒီကာလအပိုင်းခြားအတွင်းမှာဆိုလို့ရှိရင်တော့အဲမိတ်ဆွေတို့အနေနဲ့ကံကစရာညံ့နေသူတွေအလုချာနေသူတွေအလုတေးရရှိစေဖို့အတွက်ဆိုလို့ရှိရင်တော့မိမိတို့အနေနဲ့ယဟန်တန်ကတဥတယောက်ကိုမီးအိမ်တို့မဟုတ် ဆရာတို့ဖျောင်းနိုင်တော့မဟုတ်မီးအိမ်လေးပေါ့နော်အလင်းနဲ့ပတ်သက်တာလေးတွေမီးတင်းအဆရှိတာလေးတွေလှူဒန်းပြီးတော့အလုရှာရင်အလုသေးရရှိနိုင်တော့အပတ်တာကာလဖြစ်ပြီးတော့လုပ်ငန်းနဲ့ပတ်သက်လို့လုပ်ငန်းပြောင်းရွှေ့လှုပ်ဆောင်လို့သူများရှေ့တူဆောင်ရလှုပ်ဆောင်ရကောင်းမွန်တဲ့ကာလဖြစ်ပြီးဒီကာလအပြင်မှာကိုယ်ပိုင်လုပ်ငန်းလေးတွေအိုးရှက်လှုပ်ဆောင်တာမျိုးလေးတွေအဲရှေ့တူဆောင်ရလှုပ်ဆောင်တာမျိုးလေးတွေအကျိုးပေးသောကာလဖြစ်ပါတယ်ခင်ဗျာနော်ဒါအပြင်ရွှေဝင်တာမကောင်းပါဘူးအားနေစီတော့အပတ်တာကာလဖြစ်ပါတယ်ညအိမ်ညလေးဝင်တာမကောင်းပါဘူးအားနေစီတော့အပတ်တာကာလဖြစ်ပါတယ်ဒါအပြင် ရေရှိုးမာတာမျိုးလေးတွေရေနဲ့ပတ်သက်တာမျိုးရေချမ်းမြေချမ်းနဲ့ပတ်သက်တာမျိုးတင်းမောတို့အဆရှိတဲ့အရာလေးတွေသွားတဲ့အခါမှာရေလန်းကြီးလေးတွေမှာဆိုလို့ရှိရင်တော့အပိတ်အဖိတ်အစင်အဟံအသားလေးတွေလိုတာထက်ပိုပြီးငွေကြီးအကုန်ကြာလေးတွေညတ်တက်သောကာလဖြစ်တဲ့အတွက်သတိထားစဉ်းမြင်ပေးရန်လိုအပ်တော့အပတ္တကာလဖြစ်တဲ့လူငယ်တွေအရှိရင်နဲ့ပတ်သက်လာရင်တော့ဖြစ်နိုင်လို့ရှိရင်မိမိတို့အနေနဲ့မိမိရဲ့ဖြစ်ရှင်တဲ့ဇာတ်လမ်းလေးကိုအောင်းအီးသီးခံထားတာကအကောင်းဆုံးဖြစ်ပါလိမ့်မယ်။သမီးစားများအနေနဲ့ဆိုရင်တော့ ခยีတူတူထွက်တာမျိုးလေးတွေခยีသွားတာမျိုးလေးတွေရှေ့တို့ဆောင်ရွက်နိုင်ပါလေဝေးกว่าနေတော့တမီးအစားများပို့တော့ပြန်လဲအဆက်အသွယ်ရရှိတာမျိုးပြန်လဲပြီးတော့ရောက်ရှိလာတာမျိုးအဆက်အသွယ်ပြတ်နေသူတွေပြန်လဲအဆက်အသွယ်ရရှိတတ်တယ်လို့အဲအဆက်အသွယ်ရရှိတတ်တယ်ငကူက ရှိနေဝေးနေသူတွေပြန်လဲနီးဆက်တတ်ပေမဲ့နီးဆက်နေသူများအဖို့ကတော့ကိုနာကနေထွက်သွားတာမျိုးအဆက်တော့ရုတ်တရက်ပြတ်သွားတာမျိုးသူမဟုတ်အကောင်းဉင်ဖြစ်ပါစေဆိုးပင်ဖြစ်ပါစေအဲခွဲခွာရတာမျိုးခိတခဏပေါ့ခကြီးသွားကိစ္စလေးတွေပေါ်လာလို့ခွဲခွာရတာမျိုးဒီဂျုံကတက်တဲ့အတွက်ကြောင့်မလို့တော့မိတ်ဆွေတို့နေနဲ့ဒါလေးတွေဂျုံကတက်တယ်ခွဲတဲ့အစူတိုင်းထားသွားမယ်လို့မထင်ရနဲ့ဆရာထပ်ပြောခြင်းမာရခင်ဗျာနော်ဒါအပြင်မိတ်ဆွေအိမ်တော်ကြီးနဲ့ပတ်သက်ရင်ညစာပိသသမီးတွေဟာဝါထူးထူးခြားခြားဒီကာလမှာအိမ်တော်ဘက်ရဲ့ အထောက်အကူတွေအကူအညီတွေရရှိတတ်တယ်တဲ့မိမိတို့နေနဲ့အိမ်ထောင်ဘက်ကိုအကြောင်းပြုပြီးတဲ့ငွေတွေလုံးနဲ့ရင်းနဲ့ဝင်လာတတ်တာမျိုးငွေကြီးနဲ့ပတ်သက်လို့ရှိရင်ကံကောင်းတာမျိုးတွေကြုံရတတ်တဲ့အတွက်တော့ကြစားပိသသမီးတွေဟာအိမ်ထောင်ဘက်နဲ့ပတ်သက်ပြီးတော့အကျန်စီတိုင်းမင်းတွေတွေးခေါ်တာမျိုးတွေလောက်ပါဒါအပြင်အိမ်ထောင်ကြီးနဲ့ပတ်သက်လို့ငကိုကလွဲချော်နေတာမျိုးငကိုကအစင်မပြေမှုတွေတောင်ရှိလို့ဆိုင်တာအကောင့်ကောက်ကိုသွားမယ်အိမ်ထောင်ကြီးတွေဆုံးဖြတ်ချက်တွေအားသာကောင်းမှမှာလေခင်ဗျာနော်ဒါအပြင်အိမ်ထောင်ရှင်များမိတ်ဆွေများအနေနဲ့တူနဲ့တူတယောက်နဲ့တယောက်နားဆင်မှုလွဲနေအောင်ရှိလို့ဆိုင်တာလွတ်ဆောင်ပြီးတော့အတူတူခေါင်းကြီးဆိုင်မင်းနဲ့ရှင်းဆိုင်ပြီးတော့တိုင်ပင်လိုက်ပါရတယ်နော်ဒါသမီးမရ ိသူတွေတောင်သာသမီရရှိမဲ့အဲဘလို့ကြီးတော့မှနော်အဲတိုင်းမင်းတဲ့တော့အေးဘောနော်တဲ့တော့သာသမီမရသူတွေသာသမီရရှိတတ်တော့အဖတာကာလဖြစ်ပါလေဒီဘက်တာတော့ဒီမှာအချိုးပေးကံကောင်းစီတော့အယောင်ဟာတော့အနီရောက်စင်စွဲရောက်အပြာရောင်နေရမိတ်ဆွေတို့ရေကံကိုတိုးတက်ကောင်းမွန်စီပါတယ်အချိုးပြီးတော့ကဏ္ဍအခရာတွေနဲ့ဆိုတစ်ကဏ္ဍ လျှောက်ကနန်းတွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပါတယ်ခင်ဗျာအကျိုးပေးသောအရာဟာတော့အရှိမြောက်တောင်းအရာဖြစ်ပါတယ်ခင်ဗျာအဆက်ဆက်ရရာမိတ်ဆွေတို့ရဲ့အရေးကြီးသောကိစ္စလိုရာမှုတွေကိုပြုမှုဆောင်ရွက်ပြောဆိုတဲ့အခါကြလို့ရှိရင်မိမိတို့ရဲ့နော်လိုရာကိစ္စအမှုကိစ္စပြောဆိုဆောင်ရွက်လှုပ်ဆောင်တဲ့အခါမိမိတို့ရဲ့လုပ်ငန်းကိစ္စဆောင်ရွက်တဲ့အခါမှာအောင်မြင်အတိုးတက်စေရန်လို့ငါမိမိအိမ်ကနော်မြစ်စွာဘုရားမှာဖျောင်းနိုင်အစိမ်းအောင်တွေတုံးနိုင်ကိုထွင်းပြီးတော့ပြောဆိုလှုပ်ဆောင်အောင်ရင်အောင်မြင်တိုးတက်နိုင်ပါတယ်အဆက်ဆက်ရရာအဆင်ပြေစေပြီးတော့မိတ်ဆွေတို့ရဲ့ရောင်းကုန်ဝယ်ကုန်ပြီးအယောင်းတို့အယောင်းထွက်စေဖို့အတွက်ဆိုလို့ရှိရင်တော့ ော့ရွက်လာခုနှစ်ညွန့်ကိုနှီးကလေးနဲ့စီးပြီးတော့မိတ်ဆွေတို့ရဲ့စိုင်သူမဟုတ်လုပ်ငန်းသူမဟုတ်အမြင့်တဲ့နေရာမှာအလာအိုးလေးဓာတ်ကလေးဆင်ထားလိုက်ရင်အယောင်ကောင်အယောင်တွက်ပြီးတော့ရောင်းဝယ်မှုတွေအားကောင်းလာမှအတိအကျပဲဖြစ်ကြောင်းဆရာကပြောရင်းနဲ့ရစာဖိသပြိမိတ်ဆွေတွေအားလုံးအဆက်ဆက်အရေးအစဉ်ပြေအောင်မြင်တိုးတက်လို့ရတနာစင်ကြောက်ဇေတော်ပဲကစားနိုင်ကြပါစီကြောင်းပြောရင်အခုတခါတော့တောက်ကြတာသမီးတွေလည်းဖြစ်ပါတယ်